ားလုံးပဲမင်္ဂလာပါဆိုမိမှကျဲလုံးကနေကြိုဆိုပါဤနောက်ထပ်စစ်ပေးဆောင်များလက်မခံတော့ဘူးလို့အိုင်စုံမျိုးတန်တာရက်ွက်ထုတ်ပြန်မီဆိုရန်ပြည်နယ်အိုင်စုံမျိုးတန်တာရက်ွက်အတွင်းမှာရှိနေပြီးသားစစ်ပေးဆောင်မှအပနောက်ထပ်စစ်ပေးဆောင်အစ်များလက်မခံတော့ကြောင်းနဲ့အခြားသောကန့်သက်ချက်များကိုရက်ွက်တွင်မီဆိုလူငယ်အဖွဲ့ဒေတာရင်းကောင်စီလောကောက်ခေါင်းဆောင်မီဆိုရန်ဦးပဖော် EUP နဲ့မိဇိုးမျိုးသမီးအသင်းမဲဆောင်မိချီယာအင်ဆွေခေါင်ဖောက်ရိုကမနေ့မေလ13ရက်မှာထုတ်ပြန်ထားပါသည်။အဂျန်တာရက်ွက်ရှိအရက်ပတ်အဖွဲ့အစည်းများရဲ့ထုတ်ပြန်ချက်ထဲမှာရက်ွက်အတွင် အင်ထားတဲ့ကိစ္စမှာ Local Council ရဲ့ခွင့်ပြုချက်မပါဘဲအင်ထားပိုင်ခွင့်မရှိကြောင်းစစ်ပေးရှောင်များပြဿနာဖြစ်ပွားရင်အင်ပိုင်ရှင်များကတာဝန်ခံရမှာဖြစ်ကြောင်းဖော်ပြထားပါသည်။ အလားတူလောကကောင်းစုံထုတ်ပေးတဲ့ပြောင်းရွေးစာမရှိသူများအားရက်ွက်အတွင်အိမ်ထားပေးလို့မရဘူးလို့ဆိုကရက်ွက်အတွင်ဆိုင်ငန်းထားဆိုင်ဖွင့်ခွင့်မရှိသလိုသူများထက်အိမ်လကပူပေးပြီးအိမ်ထားလို့လည်းမရဘူးလို့ဆိုထားပါသည်စပေးဆောင်များအနေဖြင့်အိမ်ချမ်းမြေဝယ်ယူပိုင်ခွင့်မရှိတဲ့အတွက် ၎င်းတို့ကိုလိုက်ရောင်းခြင်းလိုက်ပြပေးခြင်းတို့ကိုလည်းမလုပ်ဖို့ရက်ွက်နေပြည်သူများကိုအတိပေးထားကစစ်ပေးဆောင်ဖြစ်ပြီးငွေရစီအရက်သေးစာသုံးဆွဲသူများရက်ွက်အတွင်းမှာနေထိုင်ခွင့်မရှိဘူးလို့ဆိုပါသည် ဒါအပြင်ရန်တရက်ွက်ထဲမှာအိမ်ထားစရာမရှိတော့တာကြောင့်ရှိနေပြီးသားစစ်ပေးဆောင်များအပြင်နောက်ထပ်စစ်ပေးဆောင်များကိုလက်မခံတော့ကြောင့်စစ်ပေးဆောင်များဧည့်သည်ထားရှိလို့မရကြောင်းနဲ့ရက်ွက်ထဲကနေထွက်ပြီးတခြားနေရာကိုပြောင်းရွှေ့သွားတဲ့စစ်ပေးဆောင်များကရက်ွက်ထဲမှာပြန်လည်နေထိုင်ခွင့်မရှိတော့ဘူးလို့အတိပေးထားပါသည်။ယခုလအတွင်းပြန်ဖွင့်နိုင်ရန်လာရှိုးလေစိတ်ပြန်လည်ပြုပြင်နေ ချမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ရှိနေစိတ်ကိုယခုလအတွင်းပြန်ဖွင့်နိုင်ရန်ပြန်လည်ပြုပြင်နေကြောင်းစုံစမ်းသိရှိရသည်။လက်ရှိတွင်လည်းလာရှိုးမန္တလေးနှင့်လာရှိုးရန်ကုန်စသည့်အသွားပြန်ခရီးစဉ်များအတွက်လက်မှတ်များကိုကြိုတင်ရောင်းချနေမှုရှိနေကြောင်းခရီးသွားလက်မှတ်ရောင်းချသည့်အေဂျင်စီများကလည်းပြောပါသည်။အရင်လိုနေတိုင်းပြေးဆွဲဖို့တော့ရှိမရှိတော့မသိသေးဘူး။တပတ်မှာဘယ်နှကြိမ်ပြေးဆွဲမလဲတော့ တရားဝင်မထုတ်သေးဘူးဟုနေရင်လက်မှတ်ရောင်းချသည့်အေဂျင်စီကဆိုပါသည်။လက်ရှိတွင်နေရင်ပြည်လန်းများပြင်ဆင်နေကအဆောက်အုံများပြန်လည်ဆစ်ဆေးခြင်းများလည်းပြုလုပ်နေကြောင်းသိရသည်။နားရှိုးလေစိမ့်မှခရီးစဉ်ပြန်တမ်းမှုများကို2024ခုနှစ်ဇူလိုင်လပထမသတင်းပတ်ကလေးကရနားခဲ့ရခြင်းဖြစ်ကယခုပြန်လည်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေခြင်းဖြစ်သည်။တာလေဗျူဟာစခန်းကို KNO ပူးပေါင်းတက်သိမ်းပိုက် လက်နက်ကြီးကြီးအပါဝင်ခဲယမ်းအများပြားရရှိကရင်မျိုးသားအစည်းအုံး KNU တပ်မဟာခုနှစ်ဖားအန်ခရိုင်ထိန်းချုပ်နယ်မြေရှိစစ်ကောင်စီ၏တားလဲစခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNOA ပူးပေါင်းတပ်ကဂျမန်နေ့ညပိုင်းတွင်အပိတက်သိမ်းနိုင်ခဲ့ပြီးတရားနှစ်ဆက်မမလက်နက်ကြီးကြီးအပါဝင်ခဲယမ်းများပြားရရှိခဲ့ကြောင်းသိရသည် ထားအန်ခရိုင်ပိုင်ကြုံမြို့နယ်ထိုင်းမြန်မာနယ်စပ်အနီးရှိစစ်ကောင်စီ၏ခြေလင်းတက်ရင်ခလာရ24အခြေချတားလဲဗျူဟာစခန်းကို KNOA ပူးပေါင်းတပ်က9ရက်ကြာစခန်းသိမ်းတိုက်ပွဲလုပ်ဆောင်ပြီးယမန်နေ့ည6နာရီမိနစ်20တွင် အပိတက်သိမ်းယူလိုက်နိုင်ခြင်းဖြစ်သည်စခန်းရရှိပြီးနောက်စစ်ကောင်စီ၏120မမ80မမပြည်ကြီးစံအများပြားပါဝင် အခြားကေရန်များနှင့်နက်နက်အလက်30ကျော်ကိုကေနိုအေပူးပေါင်းတပ်ကရရှိခဲ့သည်ဟုတိုက်ပွဲအတွင်းကိုယ်တိုင်ပါဝင်ခဲ့သည့်တပ်မဟာခုနှစ်ကေရန်အိုအေတာဝန်ရှိသူတဦးက KIC တို့ပြောသည်ရင်တက်မှုကကျွန်တော်တို့ဘက်ကအခြေအနေကောင်းတယ်ကြီးစံတွေကတော့အများကြီးရတယ်တရား20မမတို့80တဲ့အသီးတို့လည်းအများကြီးရတယ်တရား20အသီးပဲဆို90ကျော်ပြီးလက်နက်ဆိုအလက်30ကျော်ရတယ်ရေတွက်လို့တောင်မကုန်သေးဘူးဟုပြောသည် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား40ကျော်ရှိသည့်တာလေဗျူဟာစခန်းအားသိမ်းမိပြီးနောက် KLOA ကစခန်းရှင်းလင်းရေးလှုပ်ဆောင်ရာတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးအားတေဆုံးလျက်တွေ့ရှိရသလိုစခန်းမှဆွန့်ခွာထွက်ပြေးသူအယောက်20ကျော်ရှိကြောင်းလည်း KLOA သတင်းရင်းမြစ်ထံမှသိရသည် ထို့အပြင်ထိုင်းတည်ရင်းမြစ်များကလည်းထိုင်းနယ်စပ်နှင့်9ကီလိုမီတာသာကွာဝေးသည့်စစ်ကောင်စီအခြေစိုက်စခန်းကို KNOA ပူးပေါင်းတပ်ကတိုက်ခိုက်စစ်စစ်ကောင်စီကနေချောင်းဖြင့်ပစ်ကူပေးခဲ့တော်လဲမခုခံနိုင်ပဲစခန်းမှဆုတ်ခွာပေးလိုက်ရကြောင်းလူမှုကွန်ရက်တွင်ဖော်ပြကြသည်အဆိုပါစစ်စခန်းတပ်သိမ်းပြီးနောက်ယနေ့တမနက်သေးတွင်ပင်စစ်တပ်က ၄ချောင်းတိုက်ခိုက်မှု၄ကြိမ်ထက်မနည်းလှုပ်ဆောင်ခဲ့သည်ထို့အတူ စခန်းစတင်တိုက်ခိုက်သည့်ရက်ကရဲကစခန်းနီးတဝိုက်ကျေးရွာနေဒေသခံများမှထိုင်းနိုင်ငံထားဆောင်ရဲမျိုးနယ်ထဲရှိမဲလာထားသို့စစ်ရှောင်ရဲရောက်ရှိလာကြပြီးထိုင်းအာဏာပိုင်များက အကူအညီပေးထားသည်ဟုထိုင်းဘက်ချမ်းရှိဒေသခံများကပြောပါသည်။ KNU တပ်မဟာ ခုနှစ်သက်မှတ်နေမည်အနေဖြင့်ပြီးခဲ့သည့်မေလ9ရက်နေ့ကလည်း ပိုင်ကြုံမြို့နယ်အတွင်းရှိတခေါ်ပီခွီလေးဗနာဒီစခန်းကို KNOA ပူးပေါင်းတပ်ကသိမ်းယူထားနိုင်သည်။ကာတာ၏လေရင်လက်ဆောင်ညင်းစရာမလိုဟုထရန့်ပြော။ American သမရဒေါ်နယ်ထရန့်ဟာ Air Force 1လေရင်ဖြစ်သုံးဖို့ကာတာပေးတဲ့လက်ဆောင်ကိုလက်ခံတဲ့ကိစ္စနဲ့ပတ်သက်လို့အငင်းပွားစရာဖြစ်နေတဲ့အပေါ်ဒီလက်ဆောင်ကိုညင်းတာအသုံးမကျရရောက်တဲ့အကြောင်းမေလ12ရက်ကပြောကြားခဲ့တာကို CIA သတင်းမှဖော်ပြပါသည်။ ကာတာတော်ဝင်မိသားစုက လူဒန်းမဲ့ဒေါ်လာတန်း၄တန်း948 8လေးရင်ကိုအမေရိကန်သမရစီးနှင်းနဲ့လေးရင်အဖြစ် အသုံးပြုမဲ့အပေါ်ကျင်းဝတ်အရာနဲ့လုံခြုံရေးအရာမေးခွန်းတွေထုတ်เสียဖြစ်နေတာကို သမရဒေါ်နယ်ထရန့်ကခပ်ပေါ့ပေါ့ပဲပြန်လည်ပြောဆိုလိုက်တာဖြစ်ပါသည် အင်ဖြူတော်မှာဒင်းထောက်တွေကရေနံကျွေးဝတဲ့ပင်လယ်ကွေ့နိုင်ငံကအပြန်လန်အနေနဲ့တောင်းဆိုမှုလုပ်လာရင်ကောလို့မေးတဲ့အခါမှာလဲဒါဟာကောင်းမွန်တဲ့အပြုအမှုပဲဒီလိုကမ်းလန်းတာကိုလုံးဝငြင်းမှာမဟုတ်သလိုအလွန်တန်ဖိုးကြီးတဲ့လေရင်ကိုအလကားမလိုချင်ပါဘူးဆိုလိုက်ရင်အတုံးမကျတဲ့လူဖြစ်သွားမှာပေါ့လို့ထရန်ကပြန်လည်ပြောဆိုလိုက်ပါသည်လက်ရှိ Air Force 1လေရင်အဟောင်းကိုအသစ်နှစ်ဆင်းနဲ့အစားထိုးဖို့နှောင့်နှေးမှုတွေနဲ့အတုံးစရိတ်များလွန်းတာတွေကြောင့် သမရာထရန်ကမကြေမချမ်းဖြစ်နေချိန်မှာကာတာနိုင်ငံရဲ့ကမ်းလှမ်းမှုကိုရလာခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာသူ့ရဲ့သမရာမော်ကွန်းတိုက်မှာပြတ်သားဖို့လှူဒန်းသွားမှာဖြစ်တဲ့အကြောင်းလဲသမရာထရန်ကထည့်သွင်းပြောဆိုသွားပါသည်။ဟူတီတပုံများထွက်ပေါက်ရှာနေဟုအမေရိကန်ပြော ဟူတီတဘုံတွေနဲ့အမေရိကန်တို့အပြစ်ခတ်ရစေးရေးသဘောတူညီချက်မရရှိခဲ့မီ ရပိုင်းလိုမှာဟူတီအဖွဲ့တွေကခပ်ပေါက်ရှာဖွေနေတယ်လို့အမေရိကန်အစိမ့်မြင့်အရာရှိ၄ယောက်ကပြောကြားလာတာကို US News မှာရေးသားထားပါသည်ခုနှစ်ပတ်ကြာအမေရိကန်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေအပြီးမှာဟူတီတဘုံတွေကခပ်ပေါက်ရှာဖွေနေကြတယ်လို့ဆိုပါသည် 2023ခုနှစ်နိုဝင်ဘာလကတည်းကဟူတီတပုံတွေကပါလက်စတိုင်းတွေနဲ့စီးလုံးညီညွတ်ကိုပြတ်တာတဲ့အနေနဲ့ပင်လယ်နီမှာဖြတ်တန်းသွားလာနေတဲ့တင်မောတွေကိုပိတ်မှတ်ထားပြီးဒရုန်းတွေဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ပင်လယ်နီမှာဖြတ်တန်းသွားလာနေတဲ့တင်မောတွေကိုဟူတီတပုံတွေရဲ့ယာနဲ့ချီတိုက်ခိုက်ခဲ့တာကြောင့်ကမ္ဘာကုန်သွယ်မှုကိုများစွာအနှောင့်အယှက်ဖြစ်စေခဲ့သလိုအမေရိကန်ပြည်ထောင်စုအတွက်လည်းကုန်ကြမ်းစည်းကြီးမားစွာ ဖြစ်ပေါ်နေပါတယ် လက်ရှိမှာဟူတီတွေနဲ့အမေရိကန်ပြည်ခတ်ရစဲရေးသဘောတူညီချက်မရရှိခင်ဟူတီတပုံဖွဲ့တွေကခပ်ပေါက်တွေရှာဖွေနေတာကိုအမေရိကန်အစိမ့်မြင့်ရရှိတွေကစစ်တမ်းအရတွေ့ရှိခဲ့တယ်လို့ဆိုပါသည် အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလောင်းလေးနဲ့နှိပ်ပြီးဆက်လက်အားပေးကြအောင်နော်